မန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းရွှေ့နောက်ဆုံးရက်ကခေါ်လိုက်တဲ့ဂူထမာတိလီဆန်ဒီလမ်မန်စ်မှတ်မိကြအောင်မထင်ပါရဲ။အင်းပေါင်းဆက်ချစ်တန်းနဲ့ဆိုတော့အဲ့တော့ငါတော်တော်လေးတော့ဟင်ဟာဖြစ်သွားတာပါ။ဟုတ်တယ်ဒါပေမဲ့အခု၃ဘတ်လောက်ရှိပြီသူကိုပွဲထွက်ခွင့်ပေးတာမမြင်နိုင်သေးဘူးအမှန်ပါအခုဒီစောင့်နေရတော့ဆိုတော့ဒီနေ့လေဒီအချင်းနေဘာကြောင့်ဖြစ်နေလာလဲသူ့ရေချင်းကဘလို့လဲနောက်ပြီး United ရဲ့ဂိုးသမားနေရာရှေ့ဆက်ဘလို့ဖြစ်နိုင်လဲဆိုတာလေးတွေကိုသတင်းတွေပါတွေဖတ်ပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြအောင်လားကောင်းပါတယ် အဓိကကတော့ဟိုတင်လမ်းမန်စီအပြောင်းအရွှေ့နောက်ဆုံးနေ့အချိန်လေးတွေ United မှာသူအထိုင်ချကိုစူးစမ်းနေပုံပေါ့ပြီးတော့သူရဲ့အားသာချက်တွေဂိမ်းခဏန်းနေပေါ့လေလက်ရှိနံပါတ်၁ဖြစ်နေတဲ့ဘိုင်းဒီယာနဲ့ရှင်ကြည့်တာမျိုးဟုတ်ကဲ့နောက်ဆုံးအရေးကြီးတာကဘာကြောင့်နီးပြအမှုရောင်ကသူ့ကိုပွေးထုတ်ဖို့အမ်နည်းနည်းခြေတုံခြေတုံချင်းနေလဲဆိုတာပေါ့ဒါတွေကိုဆွေးနေကြမယ်ပါပဲကဲဒါဆိုအပြောင်းအရွှေ့နောက်ဆုံးရက်ကကိစ္စနဲ့ဆက်လက်ရအောင် တကယ်ကို drama ဆက်နေလို့ပြောကြတယ် United ရဲ့ကံလမ်းမှုကအတော်လေးနောက်ကျသွားတယ်ဆိုဟုတ်လားဟုတ်ပါတယ်တရင်းနှစ်ဖရဲသလောက်ကတော့ United ကသူ့ကိုအစောကြီးတဲ့ကစိတ်ဝင်စားပေမဲ့အပြောင်းအယူရှိပိတ်ခါနီမှာတရားဝင်ကံလမ်းခေတာอืมပိုစိတ်ဝင်စားရအောင်တာကအဲ့ဒီအချိန်မှလေ Lamens ကသူ့ကလ Royal Anwar ကိုတောင်းတိတ်မပြောပဲနဲ့အပြောင်းအယူရှိချစ်နိုင်လောက်တဲ့ဆိုတာနဲ့အင်္ဂလန်ကိုကြိုရောက်နေတာ Justin Case ပေါ့ဟာတကယ်လားဒါတော်တော်စွန့်စားတာပဲဆိုတော့သဘောတူညီမှုရဖို့အချိန်ကပိုယူလိုက်ရတာပေါ့နော် အမှန်ပဲအပြောင်းအရွေနှုတ်ဆုံးဒက်လိုက်ကညနေ9နာရီလေးဟုတ်ကဲ့အဲ့ဒါထက်ကြော်ပြီးည10နာရီလောက်ကြောင်မှပေါင်ဆက်စစ်ဒိတ်တွေကျန်အပြောင်းအရွေကိုတရားဝင်ကျင်ညာနိုင်ခဲ့တာအဲ့လောက်ထိနောက်ကျခဲ့တာအိုးပြီးတော့နောက်တစ်ခုကအဲ့ဒီတုန်းကလေ Aston Villa ကိုတမကဘာဗလာချန်ပီယံ Martinez ဟင်းအီမီ Martinez ဟုတ်တယ်သူကိုယ်တိုင်က United ကိုအရန်ပြောင်းချင်နေတာဒီ Lemons အပြောင်းအရွေကြောင့်ပဲသူ့အိမ်မှာပြတ်သွားတယ်ဆိုတဲ့သတင်းတွေတောင်ထွက်ခဲ့သေးတယ် ။ Wow! ဒါဆို Martinez လို့ကိုယ်တမမျိုးကိုတော့မျက်ကွယ်ပြုပြီး Lemons ကိုရွေးခဲ့တာဆိုတော့ United ကသူ့ကိုတော်တော်ယုံကြည်မှုရှိပုံပဲနော်။သူကိုယ်တိုင်ကတော့ဘယ်လိုခံစားရလဲ။သူကတော့ပြောတာပဲအိမ်မက်တကယ်ဖက်လာတာပါတဲ့။ပြီးတော့ဒါဟာထူးခြားတဲ့အရာတစ်ခုရဲ့အစဖြစ်ဖို့မျှော်လင့်တယ်ဗောလေ။음။음။ဒါပေမဲ့အခုထိပွဲထွက်ခွင့်မရသေးတော့သူ့အတော်တော်အစာအသိမကောင်းလာဖို့ပြောရမလို့ဖြစ်နေတာဗော။ဒါပေမဲ့လည်းလေးချင်းခွင့်ကတရင်တွေကတော့ကောင်းတယ်လို့ကြားရတယ်။နီးပြအဖွဲ့ကသူ့ရဲ့တီနီမှု အသက်နဲ့မလိုက်အောင်ရင်ကျက်မှုကိုသဘောကျရဲဆိုလားဟုတ်တယ်အဲ့ဒါပြန်ပတ်ဝန်းကျင်တင်မှလဲအထိုင်ကြလေပြီဟိုတယ်မှာမဟုတ်တော့ပဲကိုပိုင်အင်းနဲ့ဖြုတ်သွားပြီဆိုတော့ဒါတွေကအပေါင်းလက္ခဏာတွေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီချက်ကိုလေ United ရဲ့အယန်ကိုတမတွင်းဟီတန်သူက Training Ground Guru Podcast မှာ ပြောထားတာရှိတယ်အေးဘာတယ်လဲသူကပြောတာ Lemons မှာလေ ခိုင်မာတဲ့စရိတ်လက္ခဏာရှိတယ်တဲ့ပြီးတော့ သူ့ရဲ့အခြေခံကိုဖန်ကျွမ်းကျင်မှုတွေကအရင်အထင်ကြီးဖို့ကောင်းတယ်ဆိုပြီးတော့အာလေ့ကျင့်ဆင်းပြီးတိတ်မကြခင်မှာပဲသူကိုယ်တိုင်လက်မန့်စ်ကို ပြောခဲ့တယ်တဲ့မင်းတကယ်ကောင်းနေတယ်ပေါ့မာတီနက်စ်ကိုတောင်ကြော်ပြီးသူ့ကိုဦးစားပေးခေါ်ခဲ့တဲ့အချက်ကိုပြန်သွားကြည့်ရင်လေ United ကသူ့စီကဘာကိုမျှော်လင့်နေတာလဲအနာဂတ်အတွက်လားချက်ချင်းအတုံးချဖို့လားအမ် United အတွင်းတင်းတွေရတော့ဂျာကအနာဂတ်ကိုမျှော်မှန်းခေါ်ယူခြင်းဖြစ်တယ်လို့အဓိကပြောနေကြတယ်อืม ဟိုဘယ်ဂျီယံနောက်ခံလူအောင်တော်ဘီယာကဝိုင်းရောင်ပြောသေးတယ်။စန်ဒေးအငေးသေးတယ်။ကိုလုံးကိုပေါကောင်းတယ်။အင်္ဂလန်ပရီးမီးယားလီဂ်အတွက်အန်ကိတ်ပဲဆိုပြီးတော့ဟုတ်ကဲ့သူရဲ့ဟိုရင်စွမ်းဆောင်ရေကင်းကနန်းကိုချိလိုက်နေတယ်။ဘာကြောင့်ဒီလောက်ယုံကြည်မှုရှိနေလဲဆိုတော့ပူရှင်းသွားလိမ့်မယ်။ကောင်းပြီအဲ့ဒီကင်းကနန်းညပြောပြပါအောင်။ဒါကနားထောင်နေတဲ့ပရိသတ်တွေအဓိကသိချင်မဲ့အပိုင်းထိမဲ့ထင်နေ။တကယ်လို့မဆိုးပြ။ပြီးခဲ့တဲ့ရာဒီရွာရန်အန်ဝါအတွက်ပွဲ30ရက်ကစားခဲ့တာ။ဘယ်ဂျီယံလိမ့်မှာပေါ့။ အဲ့ဒီမှာပေကိုမရှိ clean sheets ခွန်ပွဲရခဲ့တယ်ခွန်ပွဲอืมကာကွယ်မှုစုစုပေါင်းပြ83ချိန်လုံနိုင်ခဲ့တယ်ဒါကလေဥရောပ tape down league ဆဲကူမှာရှိတဲ့တခြားဘယ်ကိုသမားထက်မဆိုအချိန်20တောင်ပိုများတယ်ဟာ183ချိန်တော်တော်များလာပဲဒါဆိုသူများတော်တော်အလို့များခဲ့ပုံပဲပန်နေဒီကာကွယ်တာကတော့ဘယ်လိုလဲအဲ့ဒါလေးကောင်းတယ် league မှာ penalty legion ကာကွယ်နိုင်ခဲ့တယ်ဒါက league မှာအများဆုံးကာကွယ်တဲ့သူတွေနဲ့အတူတူပဲအော် opta အချက်လက်တွေအရဆိုရင် သူရဲ့ safe percentage ကာဝယ်နိုင်မှုရကိုင်းတော့က89%မှာတဲ percent ရှိတယ်။ဘလုံးပေးပုံမှုတိကျမှု passing accuracy က93%တက်မှ9%။ညီမအထူးသဖြင့်စိတ်ဝင်စားမိတာကဟိုတင်ကာကွယ်နိုင်ခဲ့သော goal ဆိုစံနှုန်း goes prevented ပေါ့အဲ့ဒီမှာ78တမ4 go အထီးရှိခဲ့တယ်ဆိုတာပဲဒီ goes prevented ဆိုတာကိုနည်းနည်းလေးရှင်းပြပေးလို့ရမလားကြပါ goes prevented ဆိုတာက blue less ဆိုတော့ ဂေါရမတယောက်ရင်ဆိုင်ရလဲကန့်ချက်တည်းရဲ့အရေးအသွေးဥမာဘယ်နေရာကကန်တာလဲဘလောက်ပင်းလဲစသဖြင့်ပေါ့အင်းအင်းအဲ့ဒီအရေးအသွေးတွေအရာပုံမှန်ဆိုရင်ဒီလောက်ကိုတော့ပေးရနိုင်တယ်ဆိုတဲ့ခံမှန်းခြေရှိခဲ့အဲ့ဒီခံမှန်းခြေတဲ့ तू ကဘလောက်ပို့ပြီးကာကွယ်နိုင်ခဲ့တယ်လဲဆိုတာကိုတိုင်းတာတာအာဆိုတော့၁၈တသမိတဲ့ဂိုးဆိုတာက तू ဟာပုံမှန်ဂေါတမတယောက်ထွေအများကြီးပိုကောင်းအောင်ကာကွယ်နိုင်ခဲ့တယ် အသင်းအတွက်အမတ်ဒီပိုရအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့သဘောပဲအာဒါတကယ်ကိုအရေးကြီးတဲ့အချက်ပဲဆိုလိုတာက तू ကဂိုးမဝင်အောင်ကောက်ရတယ်လို့ပဲမဟုတ်ပဲအသင်းကိုအနိုင်ရအောင်တကယ်ကုညီနိုင်တဲ့ဂိုးသမားမျိုးဆိုတဲ့သဘောတက်ရောက်နေရပေါ့ဟုတ်ပါတယ် तू ကြောင့်မရှုံးတင်တာမရှုံးမသေးတင်တာမသေးဖြစ်ခဲ့တဲ့ပွဲတွေများတယ်လို့ပြောလို့ရတာပေါ့အဲ့ ဒီလိုကိန်းကနဲနေကောင်းနေရနဲ့ဘာကြောင့်အခုထိပွဲထွက်ခွင့်မရသေးတာလဲဆိုတဲ့မေးခွန်းပြန်ရောက်လာပြီ။ဒါကလက်ရှိဂိုးသမ LD Bayandia ရဲ့အခြေအနေနဲ့ဆက်ဆက်နေပြီပေါ့နော်။ဟုတ်တယ်။အဓိကအကြောင်းရင်းတစ်ခုကအလားပဲ။ Manchester Derby ပွဲမှာတိုင်းခင်တို့ကနီးပြရူဘင်အမော်ရင်ကလာမန်စ်ကိုပါလို့ပွဲမထုတ်သေးလဲဆိုတာကိုရှင်းပြသွားတယ်။ဟုတ်ကဲ့။သူကလာမန်စ်ရဲ့အလားအလာကိုတော့အတိမပြူတယ်။ဒါပေမဲ့လက်ရှိအခြေအမှဂိုးသမားတယောက်ကစိတ်တပိုင်းရော အတွေ့အကြုံပိုင်းရောတော်တော်ရှိဖို့လိုနေတယ်။ဒါကလိမတူဘူး၊နိုင်ငံမတူဘူး၊ဘောလုံးပုံစံမတူဘူးလို့ပြောသွားတယ်။အင်းဆိုတော့အတွေ့အကြုံပိုရှိတဲ့တူရကီလက်ရွေးရှင်ဘိုင်ယန်ဒီယာကိုပဲဆက်သွင်းခဲ့တာကိုနော်။အဲအဲ့ဒီလိုသဘောပေါ့။ဟုတ်လေ။ဒါပေမဲ့ဘိုင်ယန်ဒီယာရဲ့ခြေစွမ်းကရော United Predator ရောစိတ်ကျင်နေရလား။စီတီနဲ့ပွဲမှာ၃ဂိုးပေးလဲရတယ်။ Chelsea နဲ့ပွဲ9-9နဲ့ဒါပေမဲ့တစ်ခါကန်တာတစ်ခါဂိုးဝင်သွားတယ်။အဲ့ဒါကပဲအတိအကဆိုးရင်စရာဖြစ်နေလား။ အမိုရင်းကတော့နေရာလုံးပထမနေရာအတွက်ပြန်ရမှာပဲလို့ပြောထားပါမိလေ။2012တုန်းကဖီနာပါချီကနေပေါင်လေးမွင်ပုံးတဲ့နေခိုးခဲ့တဲ့ဘိုင်းအိန္ဒိယကရေရှည်အတွက်အဖြစ်မဟုတ်ပါမလားဆိုပြီးဘေးဟွန်းထုတ်နေကြပြီ။အင်းအင်းသူရဲ့ဂိန်းငဏန်းတွေကလည်းအဲ့ဒီစိုးရင်မှုကိုပို့ပြီးတော့အားဖြည့်ပြနေသူတို့ဖြစ်နေတယ်။ဘလို့ဂိန်းငဏန်းတွေကစိုးရင်စရာဖြစ်နေတာလဲ။လမ်းမန်းစနစ်ရှင်ကြည့်ရင်ရောဘလော့ကွာနေလဲ။အော့ပတာအချက်လက်တွေအရာလေ DRD Premier League မှာနှစ်ပွဲတဲ့ပိုကစားထားတဲ့ဂိုးသမားတွေထဲမှာဘိုင်းအိန္ဒိယရဲ့ save percentage က 50ပဲရှိရအဆင့်16မှာ50%ပဲလားဟုတ်တယ်ပြီးတော့အင်ကွဲအာဆင်နယ်ဘန်လီပွဲတွေတော့ကသူအမားတွေလုခဲ့တယ်လေဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်ဒီယာဒီချစ်ကိုပေးထားရတယ်ဒါကသူပေးရနိုင်တယ်လို့မျှော်မှန်းထားတဲ့ကို XGC ပေါ့အဲ့ဒါကခုနှစ်သက်သမတ်တိလေးပဲရှိတာခဏလေး XGC ဆိုတာခုန Goals Prevention is sin the la block wa လေအဲစင်တော့စင်တယ်ဒါပေမဲ့ပြောင်းပြန်သဘောတရား XGC က ကိုယ်တမယင်ဆိုင်ရတဲ့ကန်ချက်တွေပေါ်မူတည်ပြီးပုံမှန်ဆိုသူဘလောက်ကိုပေးရနိုင်ချေရှိလဲဆိုတာကိုခမန်းသား။အော်ဟုတ်ကဲ့။သူရဲ့ XGC ကခုနှစ်သက်တမတက်လေးထစ်ပြီးတကယ်တမ်းရှက်ကိုပေးထားရတယ်ဆိုတော့မျော်မှန်းတာထက်ပိုဆိုးနေတယ်ဆိုတဲ့သဘောပဲ။အဆင့်၁၆နဲ့မှရှိနေတယ်။အင်း။နိုင်ရှင်ကြည့်ရင်ဒီဆန်တော်မအကောင်းလုံးကဖူဟန်ကိုတမလီနိုသူကမျော်မှန်းတာထက်နှစ်သက်တမတက်လျာကိုတောင် short ပြီးပေးထားရတာ။အာရှင်တော်ဘီကောက်ခွန်လူပိုင်းမှာအားနေနေတာပေါ့။ ဘောလုံးပေးပို့မမရဘီလို့လဲအဲ့ဒါလေတိတ်မကောင်းဘူး passing accuracy မှာစစ်စခွန်ဘောလုံးအဝေးပေးပို့မှု တိကျမှု long ball accuracy မှာဆိုစစ်စစ်ရှစ်ဆိုတော့အသင်းကနောက်ကနေတိုက်စစ်စစ်တင်တိဆောက်တဲ့နေရာမှာသူ့စီကအများကြီးမျောလင့်လို့မရဘူးထင်နေတယ်อืมအဲ့ဒီတော့ကင်းကလန်းတွေရကြရင် lemons ခွင်ရရလာဖို့ကမရဘူးဆိုတာထက်ဘရော့လဲဆိုတဲ့မေဟွန်းပဲဖြစ်နေပြီလို့ပြောရမှာပဲဟုတ်ကီဘရော့လဲဆိုတဲ့မေဟွန်းကတကယ်အကြီးကြီးလာပြီ သူကင်းကနန်းတွေကဒီလောက်ထောက်ခံနေတာဘိုင်ဒီယာကလည်းယုံကန်နေရတာဘာကြောင့်အမွေရင်ကဒီလောက်ချီတုံချီတုံချစ်နေရတာလဲကစားသမားတည်းရဲ့ယုံကြည်မှုကိုမြင့်တင်ပေးဖို့အခွင့်အရေးမပေးသင့်ဘူးလားဒါကနီးပြားအတွက်တကယ်ခေါင်းခဲရတဲ့ဆုံးဖြတ်ချက်ထိမှာပါအမွေင္က lemmascope ပွေဥထွေမာတင်ဖီယာအယားများတဲ့အခြေအနေတွေကိုတွတ်မဖို့ချင်မှုလို့ယူဆရတယ်။อืมစဉ်းစားကြည့်လေပွေဥထွန်မကောင်းခဲ့ရင်အမားကြီးကြီးတစ်ခုခုလုတ်မိတော့ရင်အသက်93ပဲရှိသေးတဲ့ကစားသမားလေးရဲ့ ယုံကြည်မှုတော်တော်လေးထိခိုက်သွားနိုင်တယ်။သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုနောက်ပြန်ဆွဲလိုက်တယ်လို့ဖြစ်သွားမှာစိုးရင်ပုံရတယ်။အဲ့လိုတတိထားလုံးလာကရောကစားသမားဘက်ကကြည့်ငါ့ကိုမယုံသေးဘူးလားဆိုရဲအတွေးမျိုးဝင်သွားနိုင်မလား။အဲ့ဒါလည်းဖြစ်နိုင်ကြတော့ရှိတော့ဘူး။ဒါပေမဲ့နီးပြကတော့ပိုကြဲကြဲပြင်းပြင်းစဉ်းစားနေတာဖြစ်နိုင်တယ်။အထူးသဖြင့် United လို့ကလပ်မျိုးမှာဂိုးသမားတယောက်မားလိုက်တာနဲ့တရင်နေမှာဘလောက်ပွဲစုသွားနိုင်လဲဆိုတာသိတယ်မို့လား။ဟုတ်တာပေါ့ဟုတ်တာပေါ့။နောက်ကချက်ကသူ့ကိုအตาရစတင်ခွင့်ပေါ့။ soft landing ပေးနိုင်မယ့်အခွင့်အရေးတွေကလည်းထက်မရှိတော့ဘူးဘလို့အခွင့်အရေးမျိုးပြောတာလဲ United က Lemons မရောက်ခင်ကတည်းက EFL Cup League Flap ပြန်ဝဲကနေထွက်ထားရပြီလေ Grandsby ကိုရှုံးပြီးတော့အာဟုတ်တာပဲ Oman so area မှာပြန်ပွဲလေးတွေကကစားသမားတစ်တေလူငယ်တွေကိုဖွဲထုတ်ဖို့အတွေ့အကြုံပေးဖို့အကောင်းဆုံးနေရာတွေပဲအမားလုံးမရန်တောင် Premier League လောက်အကျိုးဆက်မကြီးဘူးပေါ့အဲ့ဒီခွေကြီးကမရှိတော့ဘူးဒါဆိုရင်တော့ရွေးချယ်ဆရာကပုံနေဖားပြီပေါ့ နောက်ထပ်အခွင့်အရေးတစ်ခုလွှဲသွားတယ်လို့လည်းကြားမိတယ်။ U21 ပွဲမှာအထည်မကစားခဲ့ဘူးဆိုတာ။ဟုတ်ပါတယ်။ဘော်ဟူးနေရာက Ultra Fort မှာကန်သွားတဲ့ Premier League International Cup U21 ပွဲမှာသူ့ကိုအသက်ကင်ကစားသမား Overage Player အဖြစ်ထည့်မကစားခဲ့ဘူး။အင်းတကယ်တော့အဲ့လိုပွဲမျိုးကလူငယ်ပွဲဆိုပေမဲ့သူ့အတွက်ဖျားအရမ်းမများတဲ့ပတ်ဝန်းကျင်မှာ Ultra Fort ကွင်းကြီးနဲ့အသားချအောင်မိအောင်နေအောင်မှာကစားရတဲ့အရာသားကိုနည်းနည်းလေးမီးစမ်းကြည့်ခွင့်ရနိုင်တဲ့အခွင့်အရေးပဲ။ဟုတ်ကဲ့ ဲ့ဘွဲမှာပရိသတ်1600လောက်မှရှိတယ်ဆိုပေမဲ့သူရဲ့အံဝတ်နောက်ဆုံးဘွဲပရိသတ်6400ကျော်နဲ့ရှင်တော့နဲတာပေါ့ဒါပေမဲ့အတွေ့အကြုံကောင်းတစ်ခုတော့ဖြစ်နိုင်ခဲ့မှာပဲဒီလိုဆိုရင်သူရဲ့ဘွဲဥထက်က January လောက် fan flight ဘွဲစဉ်နေအထိစောင့်ရမလားဒါမှမဟုတ်မလွဲမရှောင်စား Premier League မှာပဲစရမလားဆိုတာစောင့်ကြည့်ရမှာပဲ Premier League မှာစရင်တော့ပြိုင်ပတ်နည်းပြတွေကလူသစ်ဆိုပြီးတည်ကြပြင့်မထားမှတည်ကြတယ်အဲ့ဒါကြောင့်လည်းအချင်းယူဖို့စိတ်ရွှေဖို့လိုအပ်တယ်ဆိုတဲ့အမြင်တွေထွက်လာတာပေါ့ United ကိုသမဟောင်း Ryan Garoli သူကလမန်စကလက်ရှုတုံးနှစ်ပဲရှိသေးတော့ကြီးထွားဖို့အချိန်ပေးသင့်တယ်ဒီကီရောအသင်းကိုစရောက်တုံးကလို့ပဲဆိုပြီးပြောသွားတယ် Ryan Garoli ကဘာများအကြံပေးသွားသေးလဲသူက BBC Sport ကိုပြောတာကသူအသက်23နှစ်ပဲရှိသေးတယ်ဂျေဇုပြုပြီးသူ့ကိုအချိန်ပေးပါ Manchester United ကိုသမတယောက်အဖြစ်ကြီးပင်ခွင့်ပေးလိုက်ပါတဲ့อืม DVD ကစရောက်တုံးကလည်းအချိန်ပေးခဲ့ရပါတယ်သူကရန်ငယ်တဲ့ဂိုးသမားဖြစ်ခဲ့ပြီးတော့ အောင်မြင်မှုတွေလည်းရခဲ့တဲ့သူပါအချင်းဆိုတာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပါဒါပေမဲ့ပေးကိုပေးရမယ်ပေါ့ဟုတ်ကဲ့ကိုသမားနဲ့အမားလောက်ကြာပဲအဓိကကအမားတဲ့အများကြီးဆက်တိုက်မလို့မီးဖို့ပဲလက်သူကတတိပေးသွားတယ်ဒါကတော့တကယ်အတွေ့အကြုံရှိတဲ့ကစားသမားတယောက်ရဲ့လက်တွေ့ကြတဲ့အမြင်ပဲခေါ့ပြီဒီလေးဆွေးနွေးခဲ့တာတွေကိုပြန်ပြီးချုပ်ကြည့်ရအောင် ဆန်နီလမ်မန်စ်ကဂိန်းကရန်းနေရတကယ်အလားလာကောင်းတွေကိုးသမားအထူးသဖြင့် Ghost Preventive ဆန်နုံကသူ့ရဲ့အသင်းကိုကဲ့တင်နိုင်စွမ်းကိုပြနေတယ်။ဟုတ်ပါတယ်။ဒါပေမဲ့နီးပြအမိုရီညိုကသူ့ကိုလိက်တက်ပဝန်းကျင်တင်မှာအသားကျဖို့ PI ရအယားမများစေဖို့တတိကြီးကြီးထားပြီးခြင်တွယ်နေတယ်။မှန်ပါတယ်။တစ်ဖက်မှာလည်းလက်ရှိကိုးသမားဘိုင်ယန်ဒီယာရဲ့ခြေစွမ်းက ဂိင်္ဂနန်းရဲ့အရာစူးရင်စရာရှိနေတယ်။သူ့ထွဖီအားနဲနဲနဲပွဲဥထွက်လို့ရနိုင်မလန်းချောင်းတွေကလည်း EFL Cup ထွက်သွားတာတို့ U21 ပွဲမကစားဖြစ်တာတို့ကြောင့်နဲသွားပြီ။ဒါကြောင့်စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေပေါ့လေ။မြေချုပ်ကတော့အဲ့ဒါပါပဲအဓိကမေခွန်းကတော့ပေါင်ဆစ်ရှိတန်းတန်းအရေးချင်းရှိတယ်လို့သတ်မှတ်ခံထားရတယ်ဒီလူငယ်ဂိုးသမားဟာဘလို့များပွဲဥထွက်ခွင့်ရမလဲအင်းပြီးတော့ရလာတဲ့အခါမှာအဲ့ဒီ PR ကိုသူဘလို့ကြော်လွားမလဲဆိုတာပါပဲ ဒါကတန်ဖိုးကြီးလူငယ်ကစားသမားတွေကိုအသိန်းကြီးတွေမှာပေါင်ဆက်ထည့်အတွက်တဲ့အခါကြုံရတဲ့စင်ခေါ်မှုမျိုးပဲ United လို့အသိန်းမျိုးမှာတော့အဲ့ဒီ PR ကပို့တောင်ကြီးနေသေးပဲဟုတ်ပါတယ်ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ထပ်ပြီးမေးချင်ပါတယ်သူဘလို့ပွဲထွက်ခွင့်ရမလဲဆိုတာထက်ပို့ပြီးအရေးကြီးတဲ့မေးခွန်းရှိနိုင်သေးလားอืมဘယ်လိုမျိုးလဲဥမာပေါ့လေ United ကအသိန်းအဒီအခြေအနေကိုကင်တွယ်နေတဲ့ပုံစံ အလားလာရှိတဲ့လူငယ်ကိုအချိန်ပေးဆောင်ဆိုင်တာလက်ရှိရလက်ဖိအိုင်းနဲ့ချိန်ညှိတာနိုင်ငံသားကစားသမားကိုအသင်းနဲ့အသားကြအောင်လုပ်ပေးနေတဲ့ပုံစံတွေကလေကလပ်ရဲ့ကစားသမားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနော်ပီဖိအများတဲ့ပတ်ဝန်းကျင်မှာ risk management မို့စွန့်စားမှုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးသူတို့ဘလို့တွေးခေါ်နေလဲဆိုတာကိုထင်ဟနေနိုင်မလားအာစိတ်ဝင်စားစရာချက်ပဲဒီကိုသမားကိစ္စလေးတစ်ခုတည်းကနေကလပ်ရဲ့ပိုကျဲပြန်းတဲ့ဦးစားပေးမှုလေ